မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တရုတ်နတ်တာတစိမ့် EV ကားကုမ္ပဏီဒေဝါလီခံမှုမြန်မာ EV ကားဈေးကွက်ကိုပါရိုက်ခတ်ပြီးဝယ်လိုအားထိုးကြကမင်းအောင်လိုက်သားနဲ့တမီးတို့တင်သွင်းရောင်းချနေတဲ့ EV ကားများရဲ့ဈေးကွက်အချိန်ဤမလာဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံချင်းဆိုင်နတာဒစိန် EV ကားတွေထုတ်လုပ်နေတဲ့ကုမ္ပဏီကဇွန်လ19ရက်နေ့ဒေဝါလီခံလိုက်ရပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ရာအဆိုပါကြေညာမှုမှာမြန်မာနိုင်ငံရဲ့လျှက်စစ်ကားခေါ EV ကားဈေးကွက်ကိုပါအရှိန်ဟုန်ပြင်းပြင်းရိုက်ခတ်နေပြီ။ ဝဲလိုအားတိုးကြနေကြောင်းရန်ကုန်အခြေဆိုင်ကားစီးကွက်ကျွမ်းကျင်သူတွေကပြောပါရယ်တရုတ်နိုင်ငံမှာလင်းရဲစစ်ကားနက်တာတစိမ့် EV ကားတွေထုတ်နေတဲ့ကုမ္ပဏီက အကျွေးတရုံယွမ်10ဘီလီယံကျော်ရှိနေခြင်းအကျွေးရှင်တအူးကတရုံယွမ်5.3တန်သန်ရရှိဖို့တရားစွဲလာကြောင်းဒီလိုတရားစွဲလာတဲ့အတွက်ကုမ္ပဏီကထေဝါလီခံဖို့တရားရုံးကိုတင်ပြရှောက်ထားလာခြင်းဖြစ်ကြောင်းသိရပါတယ်။လက်တလောနတ်တာမက်ဒစိန် EB ကရှိုးရုံးတွေကလည်းပိတ်သိမ်းနေပြီး၎င်းကုမ္ပဏီဝန်ထမ်းတွေကလည်း2024ခုနှစ်နိုဝင်ဘာကစပြီးလစာမရတဲ့အတွက်လမ်းပေါ်ထွက်ဆန္ဒပြမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။နတ်တာဒစိန် EB ကရက်ကတော်တော်ကြီးပါတယ်။ငကိုကမှဒီမာမီမမှန်လို့ EB ကတွေတိတ်ပြီးရောင်းမကောင် တွင်ကျတော့ဘူး EV ချက်ချင်းအသွင်ကားကလည်းတက်စီဈေးတထောင်များတလောက်ဖြစ်နေတော့လူတွေကတိတ်မစီကြတော့ဘူးပြည်တွင်းမှာ EV ကားတွေပုံနေတာပဲဝယ်ပြီးရင်လည်းတခင်ချစ်ကားဖြစ်နေတယ်ပြန်ရောင်းရင်မထွက်ဘူးဈေးရှော်ရောင်းရင်တော့ဒီကလျှက်စစ်မီအခြေအနေကြောင့်အဝယ်ကိုမရှိဘူးလို့ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးတင်မာဝါရင်ရင်ရောင်းဝယ်ရေးအကျိုးဆောင်တော်ကပြောပါတယ်မြန်မာနိုင်ငံတွင်ရောင်းချနေတဲ့ EV ကားတွေမှာတရုတ်နိုင်ငံထုတ်တဆိတ်မျိုးမျိုးပါဝင်ပြီးအနည်းဆုံးလျှက်စစ်ကားတွေရဲ့စွမ်းဆောင်ရည်နဲ့အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှုအစဉ်မြင့်စိန်ခံစနစ်ပါဝင်မှုတို့အပေါ်မူတည်ပြီး င်ဈေးနှုန်းမှာ EV ကားတစ်စီးလင်ငွေကျပ်အနည်းဆုံး3800မှစတင်ပြီး3000နီးပါးရှိပေါက်ဈေးရှိကြောင်း2022ခုနှစ်နဲ့2023ခုနှစ်ကာလတွင်မှမြန်မာနိုင်ငံအတွင်းကို EV ကားများစီးရီထောင်ချီပြီးတင်သွင်းခဲ့ကြောင်းသိရပါတယ်။ပြည်တွင် EV ကားစေးကွက်မှာဆိုရင်အများဆုံးသုံးနာက MG, Lamborghini, BYD ပေါ့အဲ့ဒါကလူကြိုက်များတယ်နတ်တာလည်းလူကြိုက်များတယ်တွေပါပါတယ်အခြားတစ်စိတ်တွေလည်းအများကြီးရှိသေးတယ်ကားခက်သေးသေးလေးတွေကလည်းအိမ်နဲ့ခြံထဲနေနိုင်သူတွေကဝယ်ပြီးဈေးတွားចောင်းပြန်တုံးကြတာ series ကြိတ်ကြိတ်တို့တန်းစီရုံက EV ကတစ်စီး ခစ်ထလိုက်သေးတယ်အခုတော့ EV ကအယောင်နေကြီးပဲလို့ရန်ကုန်မှာကားဝါရင်ရန်ဝယ်သူကဆိုပါတယ်တရုတ်နိုင်ငံမှာဒီဝါလီခံသွားတဲ့နတ်တာမက်ဒဆင်လျက်စင် EV ကားတွေကိုမြန်မာနိုင်ငံကို Grand Surit Company ကတင်သွင်းလျက်ရှိပြီးလက်ရှိဒီဝါလီခံတဲ့ခရဲကြောင့်နတ်တာတစိ့ကားတွေကိုဈေးနှုန်းလျှော့ပြီးအ мян ရောင်းချမှုတွေသုံးဆွဲမှုတွေကလည်းအရှုံးခံပြီးရောင်းချမှုတွေရှိနေကြောင်းဈေးကွက်တွင်မှသိရပါတယ်နတ်တာ U 2024 model ကိုတိန်းတထောင်ကျော်ကျော်လေးနဲ့ရောင်းချနေတဲ့အရှင်က 3500လောက်ဈေးအတော်အော်ခဲ့တဲ့ကားတွေအခုတော့လာဝယ်ရင်လျှော့ပေးမယ်အလုပ်ဖြစ်အောင်ရှောင်ပေးမယ်ဆိုတာကြီးပဲလို့ရန်ကုန်မှာ EV ကားသုံးဆွဲသူတအုပ်ကရှင်းပြပါရင်မြန်မာနိုင်ငံမှာ EV ကားတွေက2023ခုနှစ်အပြည့်20ရက်နေ့မင်းအောင်လိုင်းကပြည်တွင်းလျှက်စစ်တာအလုံးလောက်စွာရရှိဖို့အတွက်ဆိုလာနဲ့ဆက်ဆက်ပစ္စည်းကိုပြည်ပမှတင်သွင်းမှုတွေအတွက်အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးရဲ့နောက်ပုံမခက်စားလာခဲ့ပြီးမင်းအောင်လိုင်းရဲ့တာအောင်ပြေဆုံးတဲ့တမိခင်တိတိတမွန်တို့ကဆိုလာလျှက်စစ်နဲ့ EV ကားတင်သွင်းမှုတွေကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ကြပါတယ်။ စကောင်းဆောင်မင်းအောင်လိုင်ရဲ့တမိဖြစ်သူခင်တီတီတမွန်က၎င်းရဲ့လုပ်ဖော်ကင်ဘတ်တွေဖြစ်တဲ့နိုင်ဖြူကျော်ဝင်းရံမင်းမောင်တို့နဲ့အတူ MPK Motor Company Limited ထူထောင်ပြီးမြန်မာနိုင်ငံအတွင်းကိုလျက်စစ်ကားရီနဲ့ MG မြန်မာလက်မော်တာမြန်မာမျိုးစားလျက်စစ်ကားရီကိုတင်သွင်းလျက်ရှိပြီးအခုကာလအပိုင်းခြားမှာလျက်စစ်ကားရီရဲ့ဝယ်လိုအားကထိုးချလျက်ရှိကြောင်းစေကွက်အတွင်းမှသိရပါတယ်။ခင်တီတီတမွန်နဲ့အပေါင်းပါတွေလုပ်ကင်နေတဲ့ MG မြန်မာ EV Car Company ကမြန်မာနိုင်ငံအတွင်းကိုလျက်စစ်ကားရီနဲ့ MG အမှတ်တံဆိုင်ကားများလက်မော်တာမြန်မာမျိုးစားလျက်စစ် ကားများတင်သွင်းနေရမှာကားမိတ်ဆက်ပွဲတွေကိုတယုံဆောင်မင်းသားမင်းသမီးများဖိတ်ကြားပြီးချင်းချင်းတဲတဲမကြခဏဆိုတလို့ကျင်းပါလိရှိပါတယ်။ဒါအပြင်မင်းအောင်လိုင်းသမီးနဲ့အပေါင်းပါနိုင်ဖြူကျော်ဝင်းရံမင်းမောင်တို့ရဲ့ MPK Motor Company Limited မြန်မာတနိုင်ငံလုံးလျှက်စစ်ကားတွေမှာဓာတ်အားသွင်းနေတဲ့ EV Charging Station တွေလုပ်ပိုင်ခွင့်ရရှိခဲ့ပြီး EV Charging Station များစွာတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ထို့အတူမင်းအောင်လိုင်းရဲ့သားဖြစ်သူအောင်ပြေဆောင်ကလည်းတင်ယုတ် BYD ကုမ္ပဏီမှာ BYD ကားတွေကိုအခြားသောနာမည်ကန်လုပ်ငန်းရှင်များနဲ့ပူးပေါင်းပြီးကုမ္ပဏီထ ောင်းကမြန်မာနိုင်ငံအတွင်းကိုတင်သွင်းရောင်းချခဲ့ပါတယ်။ မင်းအောင်လိုင်းသားနဲ့တမီရောင်းချတဲ့ EV ကားတွေဝယ်လို့အလွန်အမင်းထိုးကြသွားချိန်မှာမင်းအောင်လိုင်းရဲ့ညွှန်ကြားချက်နဲ့မြန်မာနိုင်ငံတော်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးမှုတွေကိုအခုဆွန်လာတရနေ့မှာလှုပ်ဆောင်ခဲ့ပြီးအခုချိန်ထိဆက်လက်ဖမ်းဆီးနေစေဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်တွေမျိုးနဲ့ပါတလိန်ရွာမှာစစ်ကောင်စီတပ်နဲ့အင်းတို့ကြားအပြန်အလှန်ပစ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်စစ်တွေမျိုးနဲ့ပါတလိန်ကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရခတ်တတော်အင်းကစနိုက်ပါရီနဲ့ပစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုရှိကြောင်း စစ်တွေတရင်အရင်မြစ်ကဆိုပါတယ်စစ်တွေမျိုးပါတလိန်ကြီးရွာပါတလိန်စိုက်ကမ်းမှာစစ်ကောင်စီတပ်စခန်းရောက်ရှိနေပြီးခလာရ932တန်ရင်ခမာရ344တန်ရင်နဲ့ပညာရေးတန်ရင်30တို့ရှိနေကအဆိုပါတန်ရင်များကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်ပါတလိန်ကြီးရွာကမေယူမြစ်ကမ်းပြီးမှတည်ရှိပြီးပါတလိန်စိုက်ကမ်းမှာစစ်ကောင်စီစီရင်ရင်တင်းပေါ်များလည်းရှိပါတယ်လွန်ခဲ့တဲ့3ရက်ခန့်ကပါတလိန်ကစစ်ကောင်စီတပ်စခန်းတချို့ကိုအရကတက်တော်အေးစနိုက်ပါဖွဲ့ကပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းစစ်တွေတရင်အရင်မြစ်ကဆိုပါတယ် ်ပြီးခဲ့တဲ့3ရက်ကအရေးဘက်ကနေပါတလေးဘက်ကတပ်ရင်းတွေကိုစနိုက်ပါနဲ့ပစ်ခတ်တာတွေရှိရဲထိခိုက်မှုတော့မတိရသေးဘူးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်တာမျိုးရှိရဲတိတ်တော်မများဘူးတလုံးစာနှလုံးစာလောက်ပဲပစ်ခတ်တန်ကြားတယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်စစ်တွေမျိုးနီးစစ်ကောင်စီတပ်ရင်းများကင်းစခန်းများကိုအရခတ်တပ်တော်ရင်ကပျောက်ကြားတိုင်နီးနဲ့တိုက်ခိုက်နေကြောင်းနဲ့နှစ်ဖက်စလုံးကစစ်ဆိုင်ထားတဲ့အနေထားလို့စစ်တွေမျိုးမှဒေသစစ်ရေးတုံ့တက်သူကပြောပါတယ် နှစ်ဖက်စလုံးကတော့ဆစ်ဆိုင်ထားတဲ့အခြေအနေပါစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားသလိုအင်ဂျင်ဘက်ကလည်းတိုက်ပင်းရင်ပြန်ဆုတ်သွားတာမျိုးစနိုက်ပါနဲ့လမ်းပစ်တာမျိုးတွေမကြာခဏရှိနေတယ်မြို့ကန်တွေကတော့ဘယ်အချိန်ပောက်ကွဲမလဲဘုံကိုစောင့်နေရတာမျိုးပေါ့တိုက်ပွဲအခြေအနေတော်တော်လေးကိုနားဆွင့်နေရတယ်လို့၎င်းကဆိုပါတယ်မေလနောက်ဆုံးဘက်ကလည်းဒါကာစာစစ်တွေဒေသကုကဲမှုစစ်ဌာနချုပ်စစ်တွေရဲ့ကာကင်းစခန်းဖြစ်တဲ့ကန်ကော်ကျုံကြီးရွာရှိစစ်စခန်းကိုအရခတက်တော်ကဝင်ရောက်စီးနှင်းခဲ့ပြီးစစ်ကောင်စီတပ်သားအများပြားတင်ဆောင်သွားတယ်လို့တန်ချက်ကစစ်ကား၂စီးလည်းပြည့်စည်မှု ုံရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်မှစစ်တွေမျိုးနီးပပတ်လေးမှမြေမြုံမိုင်းများထောင်ထားပြီးတပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးပေါက်တော့ပုံနဲ့ကြုံနေရသေတောင်ဘက်ကိုလက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏပြုလုပ်နေရရှိပါတယ်ဒါအပြင်အဆိုပါမျိုးများနဲ့စစ်တွေမျိုးအနီးအိမ်ရှိနိုင်တယ်လို့ရှုဆတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်သည်မော်တွေလည်းကင်းလည်နေကြောင်းသိရပါတယ်အထူးသဖြင့်ကလတန်မြေဝနဲ့မေယူမြေကျော်တခြားပါတလိတ်စိတ်ကန်းနဲ့မင်းချောင်းတနာထိတ်တို့ထိစစ်ကောင်စီရဲ့စစ်သည်မော်တွေကလှည့်လည်သွားလာကင်းလည်နေကြောင်းသိရပါတယ် ည်။နောက်ထပ်တစ်ပုတ်အနည်းငယ်မိုးပြဲတိုက်ပွဲနှစ်ပတ်ဆက်တိုက်ပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်နဲ့ BNU ပြည်သူ့စစ်မှဖဲကုံပတ်မှစစ်ကြောင်းထိုးပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါရယ်။ရန်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်ကိုချိန်ဆက်ရာမိုးပြင်းမြို့မှာတိုက်ပွဲများပြင်းထန်ပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိနေပါတယ်စစ်ကောင်စီကစီရင်အရာအရေးပါတဲ့မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အခုနှစ်စံပိုင်းကစပြီးအကြိမ်ကြိမ်ထိုးစစ်ဆင်နေရဇွန်လ14ရက်နောက်ပိုင်းမြေပြင်တိုက်ပွဲမှာပိုပြီးပြင်းထန်လာနေတယ်လို့သိရပါတယ် အခုအချိန်ကြီးကဒီကောင်စစ်ကောင်စီတွေအနောက် နှစ်လိုင်းသုံးလိုင်းပြန်ဆုံနေရတဲ့အထိကျွန်တော်တို့ရဲ့ထိုးစစ်ကပြင်းထန်နေရလို့မိုးပြင်းစစ်မြေပြင်ရှိရဲဘော်တအုပ်ကသတင်းဌာနကိုပြောပါရယ်နှစ်ပတ်ကျော်တိုက်ပွဲများအတွင်းကရင်နီပူပေါင်းတပ်မှရဲဘော်စေဦးကအကြဆုံးထားပြီးစစ်ကောင်စီရဲ့တိစုံမှုက40ထက်မနည်းရှိနိုင်ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်စစ်ကောင်စီတပ်သားတချို့ကိုစစ်တုံးမှန်ဖြစ်ဖမ်းဆီးရရှိပြီးလက်နက်ခဲယံများတင်ဆက်ရရှိခဲ့တယ်လို့သိရတော့လဲကရင်နီပူပေါင်းတပ်တွေထံသတင်းဌာနကမေးမြန်းထားဆဲဖြစ်ပါရယ်တပ်ပေါင်းစုအတွင်းနဲ့စကားစကိုခုခံနေပါရယ်စီရင်ရတော့တီးကြမ တ်ချက်မပေးနိုင်သေးဘူးလို့မိုးပြင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတောင်ကပြောပါရယ်မိုးပြင်းမြို့မြောက်ဖက်ချိုင်ရဲ့နမိုင်ကျော်အကွာရှိမျိုးဆောင်တက်ခေါ် MM 422ချင်းမြန်တိုင်ရင်ခမရ422မှာတဆင်မြို့ရင်းကိုဝင်ရောက်ဖို့အတွက်စစ်ကောင်စီကအင်အား900ထပ်မံနဲ့အုံပြူလျက်ရှိကြောင်းကရင်နီပူပေါင်းတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါရယ်ဒေသမှပုံကျဲခြင်းမစ်ဆိုင်တုံးများ120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကိုစစ်ကောင်စီဘက်ကအပြင်းထန်ပြုလုပ်နေပါရယ်အာနာသိန်းကာလနောက်ပိုင်းဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုစစ်တပ်ကပြန်လည်ထိုးစင်ရမှာ မိုးပြင်းမျိုးရဲ့ခုခံမှုကຫນွေဥတော်လိုင်းတိုက်ပွဲများအနက်ကာလရှည်ကြာဆုံးတိုက်ပွဲဖြစ်ကြောင်းစစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်ဒါအပြင်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကဖဲကုံဘက်ကပါစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေပါရယ်မိုးပြင်းမျိုးအပြင်ကိုဖဲကုံအင်းအရှိဘတ်ချမ်းမှာပါစကားစနဲ့ PNO ပြည်သူစစ်ရဲ့ထိုးစစ်ကိုတော်လိုင်းအင်အားစုတွေကရှင်းဆိုင်နေကြပါရယ်စစ်မျက်နှာနှစ်ခုစလုံးမှာကစစ်ကောင်စီဘက်ကအင်အား2000လောက်တုံးတယ်လို့ခန့်မှန်းရတယ်လို့ကရင်နီစစ်ဘက်သတင်းအရင်းမြစ်တွေကပြောပါရယ် 2023ခုနှစ်ကုန်ပိုင်းမှာမိုးပြင်းမြို့မှာခမာရ422ကလွင်ရင်စစ်ကောင်စီတက်ဆွဲခဲ့တဲ့ဝါရီစုဖရိုင်း ဒုံးထူတန်းပွဲကုံသုံးပွဲကုံတင်ညာဝိုင်းပီကင်းခေါ်ကူဆောင်ကန်းစီကားနှင့်နဲ့စက်တော်ရတောင်ကုန်းခေါ်ဘျူဟာကုန်းတို့ကိုကင်းအီတပ်ပေါင်းစုကတင်ပိုက်ထားပြီးမိုးပြင်းမြို့ကိုထိန်းချုပ်ခဲ့ပါတယ်။အဲဒီနောက်2024ခုနှစ်ဒီဇင်ဘာကစပြီးစစ်ကောင်စီကမိုးပြင်းမြို့ပြန်ရရင်ထိုးစစ်ဆင်လာခဲ့ပြီးတိုက်ပွဲမှာ9လခန့်ရှိနေပြီဖြစ်ပါတယ်။တိုက်ပွဲမဖြစ်ခဲ့စဉ်ကလူဦးရေ1000ကျော်နေထိုင်ခဲ့တဲ့မိုးပြင်းမြို့ကနေပြည်တော်ကိုနိုင်ပိုင်းတွင်ရောက်နိုင်တဲ့ပင်လောင်းဖဲကုံမိုးပြင်းလွိုင်ကွန်လမ်းပိုင်းမှာရှိပါတယ်။မိုးပြင်းမြို့ကိုစစ်ကောင်စီပြန်ရပါကကင်းအီပြည်ရဲ့မြို့ ော်လိုက်ကွန်နဲ့မိုးပြင်းဆက်ထားတဲ့လမ်းမကိုထိန်းချုပ်ပြီးရှမ်းတောင်မှတဆင်ကင်းနီပြည်နယ်လေးကိုအလွယ်တကူစစ်ကူပို့မှုနဲ့အတူရွေးကောက်ပွဲပြုလုပ်ဖို့နဲ့၎င်းတို့အုပ်ချုပ်ရေးရန်တရားလဲပတ်နိုင်ဖို့လိုက်ကွန်မြို့ကိုစင့်ရရချင်းချောင်မခံရစေဖို့စစ်ကောင်စီကမိုးပြင်းကိုပြန်လဲသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းစစ်ဘက်တရင်ရင်းမြစ်တွေကတုံ့တက်ပါတယ် နောက်ထပ်တပုံးနီနဲ့ထိခဲ့ပလဲစကံကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုင်းလံချင်းမုန်းခံနေရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီကရင်ထိခဲ့ပလဲစကံသိန်းတိုက်ပွဲအတွင်းထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကို KNL နဲ့ KNDO ပူးပေါင်းတပ်တွေကလိုင်းလံရှင်းလင်းချင်းမုန်းတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေစီကသိရပါရတယ်။ထိုင်းနယ်စပ်မှရှိတဲ့စစ်ကောင်စီတပ်ရဲ့ထိခဲ့ပလဲစကံကို KNL နဲ့ KNDO ဦးဆောင်ပြီး PDF ပူးပေါင်းတပ်တွေပါဝင်တဲ့တွန်လိုင်းပူးပေါင်းတပ်တို့ကဇွန်လ22ရက်ကအပိသက်သိမ်းပိုင်နိုင်ခဲ့ပြီးစကံသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေစ ကန်းဆွန်ခွာထွက်ပြေးသွားခဲ့တာပါဒီကေပလေးစကန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကို KNL KNTO ပူးပေါင်းတပ်ဖွဲ့ကလိုက်လံရှင်းလင်းချိန်မုံတိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါ အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတချို့ဖမ်းဆီးရမိတာတွေရှိသလိုလက်နက်ကြီးလက်နက်ငယ်တွေအပါအဝင်စစ်လက်နက်ခရမ်းတွေတင်ဆက်ရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ထီးကဲပလဲစခန်းကမြရရီခရိုင်ဝေါ်လီမြို့တောင်ဘက်ဆယ်မိုင်ခန့်ကွာထိုင်းနယ်စပ်နာမှာတည်ရှိတဲ့စခန်းတစ်ခုဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစတင်ပြီး KNL နဲ့ KNTO ပူးပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ရာဇွန်လ20ရက်နေ့မှာအပီးသက်တိမ့်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ကရင်မျိုးသားစည်းရုံး KNU ကမာနယ်ပလောကနေဆက်ခွာသွားခဲ့ရပြီးရင်နောက်ထီးကဲပလဲစခန်းကို1900 1995ခုနှစ်မေလမှာဌာနချုပ်တည်ဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပြီးမယ်စစ်တပ်က1998ခုနှစ်ဖေဖော်ဝါရီလမှာထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ KNL လေး KNDO ပူးပေါင်းတပ်ဖွဲ့ကကရင်ပြည်နယ်ဝေါ်လီဒေသတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအခုနှစ်ထဲမှာတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်နေရရှိရာလက်ရှိမှာတော့ဝေါ်လီဗျူဟာနဲ့ဥက္ကဋ္ဌစခန်းအပါအဝင်စခန်းသုံးခုသာကျန်ရှိတော့တာဖြစ်တယ်လို့ဒေသတွင်သတင်းရင်းမြစ်တွေကပြောပါတယ် ဆက်လက်ပြီးလောင်းလုံးမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာဇွန်လ24ရက်နေ့မနက်ပိုင်းကစလို့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တို့ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့မြို့ကန်တွေကပြောပါရယ်။လောင်းလုံးမြို့ပေါ်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံအကောက်ခွန်ယုံနဲ့စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ယုံတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ရာကနေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပေါ့။အဲ့ဒီတိုက်ပွဲကနေ့လယ်3နာရီချိန်တိနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေအစမ်းပြ ြန့်ကြားနေရတယ်လို့မြို့ကန်တွေကပြောပါတယ်။နှစ်ဖက်တိုက်ပွဲကြောင့်မြို့ကန်ပြည်သူအများစုမြို့ရင်းပိတ်မိနေပြီးမြို့ကန်ပြည်သူတချို့ကတော့ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။လောင်းလုံးမြို့ပေါ်တိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ပြင်တော်လိုင်းအင်အားစုတွေပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းလက်ရှိအချိန်ထိတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။အာနာသိန်းကာလာအတွင်းတော်လိုင်းတပ်ဖွဲ့တွေကလောင်းလုံးမြို့ပေါ်မှာ၅ချိန်ထပ်မံတဲ့တိုက်ပွဲပေါ်ဆောင်ထားတာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။